ောက်ရီရုံမြင့်တန်ကြားပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာပရိသတ်များခင်ဗျာ လူလောကကြီးအတွက်ဆုံးမသွန်သင်ဟောပြောပြသထားမှုတွေကိုယနေ့လူငယ်နောင်ဝဲလူကြီးဆိုသလိုအနာဂတ်ရဲ့နိုင်ငံခေါင်းဆောင်တွေဖြစ်လာကြမဲ့လူငယ်လူရွယ်ចောင်းသားចောင်းသူတွေအတွက်38ပြားမင်္ဂလာတရားတော်တွေနဲ့ဘုဒ္ဓဝင်စာမွေးပွဲကြီးတွေကိုဥဆောင်ပြီးကျင်းပပေးနေတာကတော့ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး YMBA ပဲဖြစ်ပါတယ်ခင်ဗျာပြည်သူများခင်ဗျာ အဲ့ဒီလို38ပြာမင်္ဂလာတရားတော်နဲ့ဗုဒ္ဓဝင်စာမေးပွဲတွေကိုကျင်းပပေးနေတယ်ဗုဒ္ဓဘာသာကလျာဏယုဝသင်ကြီးရဲ့85ကျင်းမြောင်ဆင်ရတု38ပြာမင်္ဂလာတရားတော်နဲ့ဗုဒ္ဓဝင်စာမေးပွဲတွေမှာထူးခြားစွာအောင်မြင်ခဲ့ကြတဲ့ចောင်းသားចောင်းသူတွေအတွက်စုချင်းမြေပွဲတွေကိုအခုလိုခန်းနာကြီးကျယ်စွာစီကားတက်မြိတ်စွာကျင်းပနေတာကိုပရိသတ်များသိရှိပြီးမုဒိတာပွားပီတိဖြစ်စေနိုင်မှုတွေးဆောင်မေးမြန်းရိုက်ကူးတင်ဆက်သွားမှာပဲဖြစ်ပါတယ်ခင်ဗျာ န်သင်မောင်မယ်တွေလက်စင်ကန်းတို့ဘိုးဘွားမွေဒါတို့ပြည်တို့မြေတာဝန်ကိုစီရှင်းလို့ဟဲ့ give me when you နိုင်ကန်တော်ကြီးစီမြတ်စွာဘုရားရဲ့တာသနာတော်ဆိုတာအဆုံးအမတစ်ခုဖြစ်တယ်လို့ကိုစီကိုစီမှရှိတဲ့နဲ့ကိုချင်းစာတရားတစ်ခုလည်းဖြစ်ပါတယ်ဘုရားဘာသာဝန်ထမ်းရဲ့နှလုံးအိမ်မှာမြတ်စွာဘုရားရဲ့အဆုံးအမတွေကဲအောင်နေဖို့ဆိုပါက 38ပြမင်္ဂလာတရားတော်ဟာအခြေခံပဲဖြစ်ပါတယ်ဒီလိုအဆိုးမတွေတိုင်းပြည်ပြည်သားများရဲ့နှလုံးအိမ်မှာတရှိနေဖို့အတွက်1949ခုနှစ်ကစပြီး38ပြမင်္ဂလာတရားတော်နဲ့ဘုရုဝင်ဆောင်မှုဘွဲတွေကို YNB အသင်းကြီးကဥဆောင်ကျင်းပခဲ့တာဟာအခုဆိုရင်85ကြိမ်မြောက်စည်ရင်တူအခါသမယကိုရောက်ရှိလာပြီဖြစ်ပါတယ် တော့ဘကိုတိုင်းဒေသကြီးကိုဝတ်မြို့နယ်တခုကန်ကျေးရွာရတနာအောင်မြင်ဘုံတော်ကြီးနေပညာရေးကျောင်းမှာချင်းတိုင်းသူတွေမဆူမြဆူပဲဖြစ်ပါတယ်ရှင်အခုခန်းသားမှာသမီးစူးစမ်းမှုတွေကြောင့်ဆုရရှိတဲ့အတွက်ဘလို့မျိုးခံစားရလဲသမီးအလိုပဲဝမ်းသာပီတိဖြစ်ရပါတယ်သမီးကိုဆုချင်းမြင်ပြီးတဲ့နိုင်ငံတော်သမ္မတအကြီးအကဲကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်။သမီးကိုစာဝမ်းပြေဗုဒ္ဓဘာသာကလျာဏယူဝတင်းကြီးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်။သမီးတို့ရဲ့ဘက်ကကြောင့်ဆရာ တော့ဦးစင်းကြီးဆရာမကြီးနဲ့ဆရာဆက်မမြအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်။သမီးတို့ကသမီးကတော့ချင်းလူမျိုးပါဒီမှာဆိုရင်ချင်းလူမျိုးသူမျိုးတည်းမဟုတ်ပါဘူး။ပိုးအိုလူမျိုးတွေရောမွန်လူမျိုးတွေရောဗမာတွေရောရှမ်းတွေရောအများကြီးပါပါတယ်ရှင်။အခုလိုသမီးတို့အကုန်လုံးကိုတွေ့ဆုံရတဲ့အတွက်အလွန်ပဲဝမ်းသာပီတိဖြစ်ရပါတယ်။ဒီစုကိုရရှိအောင်သမီးနေနဲ့ဘယ်လိုမျိုးစူးစမ်းခဲ့ရလဲဆိုတော့ပြောပြပါဦး။ဒီစုရရှိအောင်ဖြည့်ဆို့ရမှာလေ။အမှားယုံမရှိအောင်ဖျက်ရရမရှိအောင် လေနောင်ဂယုသဆိုင်နဲ့အချင်းချင်းခါခါရေးပြီးတော့လေလေချင်းနဲ့ကြက်မှတ်ခဲ့ရပါတယ်ရှင်အခုလိုမျိုး38ပြမင်္ဂလာတရားတော်နဲ့ဗုဒ္ဓဝင်ဆောင်ပွဲတွေကိုကျင်းပခဲ့တဲ့ပုံမှာသမီးတို့လိုလူငယ်တွေအနေနဲ့ဘလို့အကျိုးကျေးဇူးတွေရရှိရလို့ထင်လဲ38ပြမင်္ဂလာကဗျာမှာမင်္ဂလာ၁၀ပါးကိုတင်ရခြင်းအတွက်ဘဝမှာအမားကင်းအောင်ယတိနေတိုင်းဘဝအတွက်လည်းလမ်းညွှန်မိတဲ့ဟူသမီးခံယူမိပါတယ်ဗုဒ္ဓဘာသာမှာဆိုရင်သမီးတို့ကိုယ်ခွင့်နေတဲ့မြတ်ဗုဒ္ဓရဲ့အစောအမတရားတော်တွေက ။သမီးတို့လိုလူသားတဲ့အတွက် လမ်းမမြောက်အလေးအောက်ပေးတယ်လို့ပြည်သူနေဒီပါတာကိုတင်ရခြင်းအတွက်ကြောင့်လေလူတော်ဝန်လူအတရားနဲ့လူစည်းကမ်းတမတ်ချက်တွေကို သမီးသိရှိနားလည်ခဲ့ပါတယ်ရှင်။ဒါကြောင့်မို့တမီတို့လိုရွယ်သူကြာနာကြသူတိုင်းလူငယ်တိုင်းကိုလည်းရည်ကြည်လိုက်မှတင်နန်းကိုတမီတက်စီချင်ပါတယ်တကြပါလို့လည်းတမီတိုက်တွန်းပြရစီရှင် ာရီမှာတရှင်းနဲ့သုံးသက်ရှိမင်္ဂလာကဗျာကိုတိဆိုဖျော်ပြီးပြီးတော့မှာဝမ်ဘေးကလူတွေဖျော်ဖျော်ဖြစ်ပါတယ်ခင်ဗျာဒီလိုမျိုးပွဲကြီးမှာဖျော်ဖျော်ရရတဲ့ကျွန်တော်တို့ကအရန်ကုန်ပါတယ်ဒီလိုမျိုးပွဲကြီးကိုရောက်အောင်ပို့ပေးနိုင်တဲ့ဆရာဆရာမတွေအကြောင်းကြီးရောအတိုင်းပိုင်ဆရာမတွေရောအားလုံးကိုကျေးဇူးတင်ပါလို့ပြောချင်ပါတယ်အခုလိုမျိုးခန္ဓာမှာဝင်ရောက်ဖြော်ပြပို့တော့ပေါ့နော်။အဲတအားတို့အနေနဲ့ဘယ်လိုမျိုးပြင်ဆင်ပြီးတော့မှလေ့ကျင့်ခဲ့ရလဲဆိုတာသိပါစေ။မိုးစားချောင်းဆင်းတဲ့အချိန်နေနဲ့အားတဲ့အချိန်လေးတွေမှာအကုန်လုံးညီညွတ်စွာ အတူတူကွာစ조사ပြီးတော့တချင်းတွေကိုတီးကြရတယ်ဇာတိမှန်တချင်းရဲ့38ပြမင်္ဂလာကပြရပဲဖြစ်ပါတယ်ဗျာအော်ညီလေးနေနဲ့ရောဒီဇာတိမှန်တချင်းပေါ်မှာဘယ်လိုမျိုးခံယူထားလဲအာဇာတိမှန်တချင်းကိုတီးဆိုဖျော်ဖြေရတဲ့အခါမှာကျွန်တော်တို့ရဲ့လူမျိုးဘာသာဗုဒ္ဓဘာသာရဲ့တိုင်းပြည်ရဲ့အရင်ကထိခဲ့တဲ့တကောထုံးလင်းမှုတွေရဲ့တိုင်းပြည်ရဲ့ဂုံရှိန်ဝါတွေအကုန်လုံးတချင်းထဲမှာပေါင်းစုထားတဲ့အတွက်ဒီတချင်းကိုတီးဆိုဖျော်ဖြေလိုက်တဲ့အခါမှာကျွန်တော်တို့မျိုးချွတ်စိတ်တွေကြွလာတယ်လို့ခံစားရပါတယ်ဗျာ အချင်းရာကိုတိုင်းပြည်ကိုလူမျိုးကိုတမိုးထားတဲ့ဖို့နဲ့တိုင်းပြည်ဗုဒ္ဓဘာသာကိုတိုးတက်ဖို့အတွက်ဖွဲ့ဆိုထားတဲ့တချင်းဖြစ်တယ်။ဒါကြောင့်မို့ဒီတချင်းကိုဖျော်ပြရတဲ့အတွက်ကျွန်တော်ကမျိုးချစ်စိတ်တွေတက်ကြပြီးတော့ကိုယူမိပါတယ်။အခုဒီလိုစုပေးပွဲခမ်းနားမှာပေါ့နော်အဲဒါလိုလိုရွယ်တူတွေအစုတွေရရှိတယ်စူးစမ်းအားထုတ်ခဲ့ကြတယ်အဲအဲ့လိုမျိုးသူတို့အတွက်ကဘယ်လိုမျိုးဂုံယူဝင်ရောက်စကားလေးပြောခြင်းလဲ အကောင်လုံးတော်ကြပါတယ်လူငယ်အတော်များမလုံးနိုင်တဲ့အရာကိုတို့လုံးနိုင်တဲ့အတွက်လည်းအရန်လည်းဂုံဝမ်းမြောက်မိပါတယ်38ပြခေါ်ရဆိုတာကျွန်တော်တို့ဗုဒ္ဓဘာသာလူမျိုးရဲ့အထွတ်မြတ်အရာတစ်ခုဖြစ်တဲ့အတွက်တော်တော်လေးကိုချီးကျူးမိပါတယ်ဗျ38ပြမင်္ဂလာကဗျာမှာဆူရရှိပါတဲ့လူတွေတကယ်ကိုဂုံကြီးပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကမှပဲဒီလိုပါဠိလိုတွေမကြက်နိုင်ဘူးလေအဲ့တော့ဒီလိုမျိုးကိုကြက်ပြီးစူးစမ်းမှန်းသာရွားရတဲ့လူတွေတကယ်ကိုဂုံယူမိပါတယ်ဗျာဒီလိုမျိုးဗုဒ္ဓဘာသာကိုလည်းနောင်လည်းဒီလိုမျိုးပို့ပြီးတော့တော်ကြအောင်လို့စူးစမ်းကြပါလို့ကျွန်တော်စုမကောင်တောင်းပေးပါခင်ဗျာ WNBA အသင်းကြီးရဲ့စင်ရတု38ပြမင်္ဂလာတရားတော်နဲ့ဗုဒ္ဓဝင်စာမေးပွဲဆုချင်းမြင်ပွဲခန်းနာမှာပိုရိုးရရင်ကျင်းမှုအဖွဲ့အနေနဲ့ ကိုယ့်ရဲ့ရိုးရာကာလတွေကိုဘယ်လိုမျိုးပါဝင်ဖျော်ဖြေခဲ့လဲဆိုတာသိပြစေခင်ဗျ။ဟုတ်ကဲ့ပါရှင်ကျမတို့ဒီ30ကျေးပြမင်္ဂလာပွဲမှာကျမတို့ဖွဲ့ကနေပြီးတော့မှဒီပိုးရိုးရရင်ကြီးမှုအကရင်နဲ့ပါဝင်ဖြိုခဲ့ပါတယ်တချင်းနာမည်ကပိုးခေလို့ခေါ်ပါတယ်ရှင်အတိတ်ပဲကတော့ဒီနိုင်ငံတော်ကချမှတ်ထားတဲ့မြန်မာစာပေပြင်ပိုးရိုးရစာပေရင်ကြီးမှုကိုလည်းလေးလာတင်ယူချက်ဖို့စူးစမ်းအထုတ်ပြီးတင်ယူချက်ဖို့နဲ့ပါရဒနာအကျိုးလည်းတဲ့ပိုးဆောင်ရွက်ချက်ဖို့ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်ရှင် အခုလိုဒီခန်းသားကြီးမှာကိုယ့်ရဲ့ရိုးရရင်ကျေမှုအကားလိုက်နဲ့ဖြောပြခွင့်ရတဲ့အတွက်ယင်းနေ့ကဝမ်းသာပြီးစကားကိုလည်းပြောကြပြပါအောင်ခင်ဗျဟုတ်ကဲ့ပါရှင်အတိုင်းမတိဝမ်းတာပါတယ်ရှင်အခုရောလာရောက်ဖြော်ဖြေရတဲ့အချိန်မှာအခါလျော်စွာအမျိုးသားအောင်ပွဲကိုကြိုဆိုတဲ့အနေနဲ့တမရောကရင်ငားရမှာလဲကျွန်တော်တို့အပါဝင်ချန်ပီယံအင်အား14ဦးပါဝင်ပြီးတော့တွေးလှန်ရတဲ့အတွက်ကြောင့်လို့ပို့ပြီးပို့ပြီးတော့မှအများကြီးကုန်ဝမ်းမြောက်ပေးပါတယ်ရှင်ဟောညီမလေးအနေနဲ့ရောအခုလိုမျိုးကိုယ်တိုင်ပါဝင်ဖြော်ဖြေရတဲ့အပေါ်မှာဝမ်းသာပီစကားပြောကြပြပါဦးခင်ဗျ 就是弯道的石头，就比表皮白嘛，包人家在在弯道的。你不得为上面白狗怎么样？အဟိုပုံမျိုးနဲ့နောင်တောင်ပရဟိတတဥဘုံတော်ကြီးတိပြန်ရင်ကြောင်းကနေပြီးတော့မဝင်ရောက်ဖြစ်ဆိုတာဖြစ်တယ်ရှင်ခုလိုမျိုးပေါ့နော်မုံဒတရားတော်တွေရေမုံဒရဲ့အဆုံးအမတွေကိုတိခွင်ရတယ်ယဉ်ကျေးမှုနဲ့လည်းမပပျောက်စီဘူးပေါ့ပြောမှယဉ်ကျေးမှုအထင်းသိမ်းတာလည်းဖြစ်တယ်ခုလိုမျိုးအဗုဒ္ဓဝင်ဆမေပွဲတွေကျင်းပပေးတဲ့ကြောင့်မလို့လူငယ်တွေလည်းဘုရားရဲ့အဆုံးအမတွေကိုပို့ပြီးတော့မှ တည်လာမယ်ခုလိုဆိုရင်ပွဲတွေကျင်းပပေးတဲ့အတွက်ကြောင့်မလို့လဲပို့ပြီးတော့မှစူးစမ်းခြင်းစိတ်တွေတည်လို့စိတ်တွေပို့ပြီးတော့မှပြင်ကြလာမယ်လို့ထင်ပါတယ်ရှင်သမီးကတော့မူပြင်းနဲ့မပြည့်စုံမှုဖြစ်ပါတယ်ရှင်။ဒီနေ့ခန္ဓာကိုတက်ရောက်ဖြစ်ခဲ့ရတာတော့သမီးတို့ရဲ့မူပြင်းနဲ့ရူရအကာလာတွေကိုအပိဖို့နဲ့သမီးရဲ့တငယ်ချင်းတွေစုယူတာကိုအပိဖို့အတွက်လာရောက်ဖြစ်ခဲ့ရပါရှင်။ အခုလိုမျိုး38ဖျားမင်္ဂလာတရားတော်နဲ့စာမှုပွဲတွေကိုပြင်ကျင်းပပေးတဲ့အတွက်ကြောင့် YB ရဲ့အသင်းကြီးကိုအယံဝမအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။ဘာဖြစ်လို့လဲဆိုရင်အခုလိုမျိုးစာမှုပွဲတွေပြင်ကျင်းပပေးတဲ့အတွက်ကြောင့်သမီးတို့လိုလူငယ်တိုင်းဟာပို့ပြီးတော့လူတော်လူကောင်းတွေဖြစ်လာတယ်။စာရိတ္တပိုင်းတွေကောင်းလာတယ်။စာတင်ကြမှုပိုင်းမှာလည်းအများစွာကိုအထောက်အကူပြုပါတယ်ရှင်။တင်ကြပေးခဲ့တဲ့ဆရာဆရာမတွေကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။ကျေးဇူးတင်ထားသူအားလုံးကိုကျေးဇူးတင်ရှိပါတယ်ရှင်။ပြည်သက်များခင်ဗျာနိုင်ငံတိုင်းနိုင်ငံမှာလူငယ်တွေဆိုတာ နိုင်ငံရဲ့အခြေခံအုံမြင့်တွေပဲဖြစ်ပါတယ်။အဲ့ဒီလိုအခြေခံအုံမြင့်တွေဖြစ်တဲ့လူငယ်တွေဟာယုံကြည်ချက်ခံယူချက်တွေမှန်ကန်ခိုင်မာနေမှသာပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးဟာလည်းရေရှည်တည်တံ့ခိုင်မြဲနေမှာပဲဖြစ်တဲ့အတွက် အုံမြင့်နဲ့တူတဲ့လူငယ်တွေဟာသီလသမာဓိပညာဇာရိတဝါရိတတရားတွေနဲ့ပြည့်စုံစေဖို့အင်မတန်အရေးကြီးပါတယ်ခင်ဗျာ။ဆံမကြီးတို့မုံမြင့်တဲ့အနေနဲ့ဒီဆံမွဲကြီးမှာဘဏ္ဍဦးဝင်ရောက်ရှင်ပြန်ဖြည့်ဆို့ပြီးတော့မှဘဏ္ဍဦးအောင်မြင်တဲ့စုတွေပြည်ရောက်တွေရရှိခဲ့တယ်ဆိုတော့လည်းပြောကြပြပါအောင်ခင်ဗျာ။ အလုံးစုစုပေါင်း8969ယောက်ဖြည့်ဆို့ခဲ့ပါတယ်ရှင်။အငယ်တန်းမှာ6128ယောက်ဖြည့်ပြီးတော့အလတ်တန်းမှာ1669ဦးအကြီးတန်းမှာ182ဦးဖြည့်ဆို့ခဲ့ပါတယ်။မွန်ပါတန်း52ဦးဖြည့်ရမှာ46ဦးအောင်မြင်ခဲ့ပါတယ်ရှင်။အခုစုရစုပေါင်းကမွန်ပါတန်းနဲ့ပထမဒုတိယတတိယ3ယောက်နဲ့အလတ်တန်းမှာတတိယတဦးစုစုပေါင်း4ဦးရရှိခဲ့ပါတယ်ရှင်။ ဒီရင်ကျေးလိမ္မာနဲ့ဗုဒ္ဓရှင်ဆံမွဲကိုဖြစ်ဆွဲရတဲ့ကလေးဒီအတွက်အသီးလိမ္မာတွေများစွာတိုးပါတယ်။သားကောင်းယရနာ၊သမီးကောင်းယရနာလေးတွေငွေထုတ်ပေးတာနဲ့တူတယ်လို့လည်းကျွန်မခံမိပါတယ်ရှင်။ဒီအတွက်ကိုလည်းကျွန်မတို့အားစိတ်ခွန်ဆိုင်အသီးလိမ္မာတွေတိုးအောင်ရင်ကျေးလိမ္မာအောင်နိုင်ငံတော်အားမနဲ့ဖြစ်အောင်ကျွန်မတို့အများကြီးအားပြည့်ပြီးတော့ဉာဏ်စံကိုယ်စံရှိသမျှ သူတို့ကိုတင်ပေးခဲ့ပါတယ်ဒီကနေ့ခန္ဓာကြီးမှာမွန်တိုင်းသားရိုးရာအကအဖွဲ့အနေနဲ့ဘယ်လိုမျိုးအကအလှတွေနဲ့ဘယ်ကနေလာရောက်ပြီးတော့ဖြောဖြောတိစက်ခဲဆိုတာသိပြစေခင်ဗျဟုတ်အမတော့မွန်ပြည်နယ်ကိုစားပြုပေါ့နော်မွန်စာပေရင်ချင်းမှုအဖွဲ့အနေမှာ လာရောက်ဖြောဖြောတင်ဆက်တင်ဆက်ဖြစ်တော့ပါဟုတ်မွန်ပြည်နယ်အစိုးရအဖွဲ့ရဲ့ကြီးကြပ်လက်ညှိုးမှုနဲ့တခြင်းနှစ်ပုတ်ဖြောဖြောတင်ဆက်မှာပါဟုတ်တာယာလှပမွန်ဒေသချင်းရဲ့ငင်းချင်းစီဖို့ညညွတ်အားဖြင့်တိဆောက်စုဆိုတဲ့တခြင်းနဲ့နှစ်ပုတ်တိဆိုကပ်ပြမှာပါဟုတ် တာယာလှပမွန်ဒေတာဆိုရင်တချင်းအကြတော့မွန်ပြည်နယ်ရဲ့အေဂျင့်တာယာလှပတယ်စီဒီပထိုးတွေများတယ်ပြီးရင်လာရောက်လေးလာစရာအထိမ့်မဲ့နေရာလေးတွေလည်းများတယ်အဲ့ဒါကိုဖော်ကျူပြီးတော့ရေးဖွဲ့တည်ဆင်းထားတဲ့တချင်းလေးပါပြီးရင်မွန်အကအလှပရဲ့ညံ့ညောင်းတာယာလှပမှုကိုလည်းမြင်တွေ့ရမှာပါအဲ့ကံမှာတော့နောက်တချင်းရဲ့အတိတ်ပဲအတော့ပြည်တော်စုရင်ငင်းချမ်းစီဖို့လည်းရေးဖွဲ့တည်ဆူထားတဲ့တချင်းလေးပဲဖြစ်ပါတယ်ကိုရဲ့တိုင်းရင်သားရဲ့အကအလှတွေကိုဖြောပြတင်ဆက်ခွင့်ရတဲ့လက်ချက်များစွာဝန်တာဂုဏ်ယူပါတယ် ဗုဒ္ဓဘာသာကလျာဏယူဝအသင်ဘ ਹੁ ကနေပြီးတော့မှ38ပြာမင်္ဂလာတရားတော်နဲ့ဗုဒ္ဓဝင်စာမွေးတွေကိုကျင်းပတဲ့အဓိကရွေချက်ကိုသိပြစေခင်ဗျာအဲ့တော့အဘတို့ဗုဒ္ဓဘာသာကလျာဏယူဝအသင်က 1906ခုနှစ်သူကျွန်းဘဝအောက်ရောက်နေတဲ့အချိန်မှာစပြီးတော့ဖွဲ့ခဲ့တာပေါ့ကိုလူမျိုးတွေပေါ့အမျိုးဝိုးချေရမယ်ဘာသာဘူးလေးစားမယ်သာသနာကိုချီးမြှောက်ရမယ်ပညာကိုအားပေးရမယ်ဒီလိုဆောင်ဖို့တွေနဲ့ခေါင်းစဉ်တက်ပြီးတော့မှဒါသူကျွန်းဘဝအောက်မှာဖွဲ့စည်းခဲ့တာဖြစ်ပါတယ်မင်္ဂလာတရားတွေနဲ့ပြည်စုံတဲ့တိုင်းပြည်ဖြစ်အောင်ရဲ့အဲဒီတော့ဒုတွေ1948ခုနှစ်လွတ်လပ်ရေးနေ့မှာဝိုင်းပြီးအသိရမင်္ဂလာတရားတို့အနေနဲ့ကျူစုတဲ့ မင်္ဂလာအောင်ပွဲနေ့အဖြစ်ပြုလုပ်ကြမယ်ပြီးရင်တို့ဒီ38ဖြာမင်္ဂလာတရားတော်တွေကိုပဲသင်ကြားပေးဖို့တန်တန်ကနုအနှံ့ဆောင်ရွက်ကြမယ်ဆိုပြီးဒါအမြုံမြင်ကြီးကြီးနဲ့ဒါဆုံးဖြတ်ချက်ချခဲ့ပါတယ်ဒါကြောင့်လေဒီ လူကြီးတွေရဲ့အမျိုးမြင်ကြီးကြီးနဲ့ညီမှန်းပြီးတော့ဆုံးဖြတ်ချက်ချခဲ့တဲ့ဥစ္စာကိုဒီနောက်လာနောက်သားကျွန်တော်တို့ဝယံပြည်မှာတာဝန်ထမ်းဆောင်တဲ့လူတွေရာလည်းဒီ38ပြမင်္ဂလာနဲ့ဗုဒ္ဓဝင်ကိုကျွန်တော်ကြေကြေပြန့်ပြန့်သင်ကြားနိုင်ယူတော့ကိုစင်စဲမပြတ်ဆောင်ရွက်ခဲ့ကြတာဒီနေ့ကျွန်တော်တို့85ကြိမ်မြောက်စင်ရတုအထိရောက်ခဲ့ပြီဖြစ်ပါတယ်ခင်ဗျာဒီကနေ့အခမ်းအနားမှာကောចောင်းသားចောင်းသူပနအူးကိုအောင်လမ်းမတွေနဲ့စုရစိတ်တွေချင်းမြင့်ခဲ့တယ်ဆိုတာလည်းသိပြစေခင်ဗျာပြည်နယ်တိုင်းဒေသကြီးကနေပြီးတော့ကျွန်တော်တို့စုရရှိတာကတော့ကရင်ပြည်နယ်က6ဦး ပဲခူးတိုင်း29ဦးမကွေးတိုင်းဒေသကြီးက9ဦးမန္တလေးတိုင်းဒေသကြီးက18ဦးမွန်ပြည်နယ်က105ဦးရန်ကုန်တိုင်းဒေသကြီးက62ဦးရှမ်းပြည်နယ်က24ဦးအေရဝတီတိုင်းဒေသကြီးက29ဦးထူးရွင်တဲ့ကျောင်းသားအလုံး282ယောက်ကိုကျွန်တော်တို့ရဲ့ဗဟုထူးချွန်စုအဖြစ်ဒီမှာစီစစ်ရွေးချယ်ပြီးတော့မှကျွန်တော်တို့ဒီနေ့စုပေးတာဖြစ်ပါတယ်။ဒီနေ့ကျွန်တော်စေရင်ထုအခမ်းအနားမှာထူးခြားတာကတော့ကျွန်တော်တို့84ကြိမ်မြောက်အထိ ကျွန်တော်တို့ကမြန်မာဘာသာပေါ့ဒီ38ပြမင်္ဂလာနဲ့ဗုဒ္ဓဝင်တွေကိုကျွန်တော်မြန်မာဘာသာနဲ့ပဲတင်ကြတယ်တင်တင်ကြပြသပေးတယ်နောက်တစ်ခါမြန်မာဘာသာနဲ့ပဲဘုရားမျိုးပဲပြန်ဖြေတယ်ပေါ့ဒီနှစ်မှာတော့မြန်မာဘာသာနဲ့တင်မကတိုင်းရင်းသားဘာသာဒီပါ ဖြည့်ဆူလို့ရအောင်ကျွန်တော်စီမံဆောင်ရွက်ခဲ့တဲ့အခါမှာကျွန်တော်တစ်နှစ်ကတော့မွန်ပြည်နယ်ကမွန်ဘာသာနဲ့စဖြစ်ပါပြီရှမ်းပြည်နယ်ကပို့ဥဘာသာနဲ့စပြီးတော့ဖြည့်ရတာဒါတင်တဲ့ကျွန်တော်စင်ရတုရဲ့ထူခြားချက်ဖြစ်ပါတယ်ခင်ဗျမွန်ဘာသာနဲ့ကကျွန်တော်တို့အခုစုရရှိတာတော့ကျွန်တော်တို့တော့ရရှိပါတယ်ပို့ဥဘာသာနဲ့ကတော့စုရရှိတာအလုံး၉ဦးရှိပါတယ်ခင်ဗျဟုတ်ကဲ့ပါအခုလိုမျိုးစာမွေးတွေကိုဝင်ရောက်ဖြည့်ဆို့ခြင်းနဲ့ចောင်းသားចောင်းသူတွေတက်ပေါ့เนาะစာမွေးတွေကိုဘယ်လိုအချိန်မှကျင်းပါလဲဆိုတာကိုပြောကြပြပါဦးခင်ဗျ စာမေးပွဲကတော့ပုံမှန်အားဖြင့်ကျွန်တော်တို့နှစ်တနှစ်ကဒီဇင်ဘာလရဲ့နောက်ဆုံးအပတ်မှာဒါကျွန်တော်တို့ပုံမှန်အားဖြင့်ကျွန်တော်တို့ဘဝကျင်းပတဲ့စာမေးပွဲကိုဒါတနိုင်ငံလုံးဖြည့်ဆို့ကြပါတယ်။ဒါပေမဲ့လို့ဒီနှစ်တနှစ်ကတော့ချွင်းချက်အနေနဲ့ကျွန်တော်တို့ဟလာပြည်တော်စုရွေးကောက်ပွဲနဲ့ရက်နဲ့ကျွန်တော်တို့စာမေးပွဲဖြည့်မဲ့ရက်နဲ့ကတိုက်ဆိုင်နေတဲ့အတွက်ကျွန်တော်တို့ရှေ့ကိုတလပေါ့နိုဝင်ဘာလ28ရက်နဲ့29ရက်မှာဖြည့်ဆို့ဖို့အတွက်ဒါကျွန်တော်တို့တနှစ်မှာစီမံဆောင်ရွက်ထားပြီးဖြစ်ပါတယ်ခင်ဗျ။ ပြည်နယ်နဲ့တိုင်းဒေသကြီးကျွန်တော်တို့ဝန်ကြီးပြီးအသိဥက္ကဋ္ဌများရောမြို့နယ်ဥက္ကဋ္ဌများရောအားလုံးကျွန်တော်တို့အသိပေးအကြောင်းကြားပြီးလဲဖြစ်ပါတယ်သူတို့ဘက်ကလည်းအားလုံးပြင်ဆင်ပြီးတော့လောက်ဖြစ်နေကြပါပြီ55ချိန်မြောက်တင်ရုသုံးသက်ရှိပါမင်္ဂလာတရားတော်ဘုဒ္ဓဝင်စာမေဝဲဆုချင်းမြင့်ပွဲအခမ်းအနားမှာယာယီသမရယီကိုတိုင်တက်ရောက်ချီးမြှင့်အပ်ပေးခဲ့ပါတယ်ဒါကျွန်တော်တို့အသိအတွက်အမတန်မှဂုဏ်ယူစရာလည်းဖြစ်ပါတယ်ယာယီသမရယီဒီလိုကျွန်တော်တို့ရှိကိုကြွားရောက်ချီးမြှင့်ပေးတဲ့အတွက်ဒါဒါကျွန်တော်တို့ နောက်ဆက်လက်ပြီးဆောင်ရွက်ရမယ်လုပ်ငန်းဒီအပေါ်မှာလည်းတွန်းအားတစ်ခုအဖြစ်ဒါကျွန်တော်တို့ကခံယူပြီးတော့မှဆက်လက်ကြိုးပမ်းဆောင်ရွက်သွားဖို့လည်းအသင်းသူအသင်းသားအားလုံးကနေပြီးအထူးထံပြုပြီးတော့မှဒါသမ္မတကြီးရဲ့ချီးမြှင့်မှုကိုဂုဏ်ယူဝမ်းမြောက်ကြောင်းကျွန်တော်ပြောကြားလိုပါတယ်ခင်ဗျာပိတ်သက်များခင်ဗျာဒီကနေ့ဗုဒ္ဓဘာသာကလျာဏယုဝအသင်ဘဟုကနေခန်းနာစွာကျင်းပခဲ့တဲ့85ကျင်းမြောက်စင်ရတု38ဖြာမင်္ဂလာတရားတော်နဲ့ ဗုဒ္ဓဝင်စာမေးပွဲစုချင်းမြင့်ပွဲအခမ်းအနားကြောင်းကို ကြီးရှုလက်ရတဲ့အတွက်ជីနူးပီတိများစွာဖြစ်ကြလိမ့်မယ်လို့ယုံကြည်မိပါတယ်ခင်ဗျာဒီကနေ့အခမ်းအနားကြီးဟာဆိုရင် နောက်တစ်ခေတ်ရဲ့ခေါင်းဆောင်ခေါင်းတွေဖြစ်လာကြမဲ့အနာဂတ်ရဲ့ကျယ်ပွင်လေးတွေကိုလူတော်လူကောင်းလေးတွေဖြစ်အောင်မိမိတို့ကြာရအခမ်းကဏ္ဍတွေမှာတစ္ဆာတရားမေတ္တာတရားနဲ့ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ဆုံးမဩဝါဒနဲ့အညီကျင့်ကြံနေထိုင်နိုင်ကြတဲ့ငြိမ်းချမ်းတဲ့လောကကြီးကိုတည်ဆောက်ကြမယ် လူငယ်လေးတွေဖြစ်အောင်မြေတောင်မြောက်ပေးဖော်ထုတ်ပေးနေတဲ့အခမ်းအနားဆိုရင်လည်းမမှားပါဘူးခင်ဗျာဒါကြောင့်မို့အခုလိုစာမေးပွဲကြီးတွေအခမ်းအနားကြီးတွေစင်စမ်းမပြတ်ဆောင်ရွက်ပေးရမှာပဲဖြစ်ပါတယ်ခင်ဗျာပြည်သက်များလည်းအမျိုးဘာသာတာသနာအကျိုးတိထက်တိုးလို့ဆောင်ရွက်နိုင်ပါစေအမျိုးကိုချစ်ပါဘာသာကို လေးစားပါတာသနာကိုချီးမြှင့်ပါပညာကိုအားပေးပါဆိုတဲ့ဆောင်မုန်းတဲ့အညီဗုဒ္ဓဘာသာထွန်းကားပြန်ပွားရေးအတွက် နိုင်ငံတော်ကအာကိုအာထာပြုရမယ်အနာဂတ်ရဲ့တားငယ်သမီးငယ်တွေကိုပြုစုပျိုးထောင်ပေးနေတဲ့ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီးလည်းအခုလိုဆောင်မွေးပွဲတွေကိုတည်တမကအကျင်းမပေးနိုင်ပါစေအမေမြန်မာနိုင်ငံတော်ကြီးတီလည်းကကြီးသုံးပါးကြော်လွားနိုင်ပြီးအေဂျန်တာယာရှိပါစေဗုဒ္ဓမြတ်စွာသာသနာရှောင်းဝါနေတို့လင်းပါစေလို့ဆန္ဒပြုစုတောင်းရင်ရိုက်ကူးတင်ဆက်လိုက်ရပါတယ်ခင်ဗျာ